လူတစ်ယောက်ကကောက်ရိုက်တုံးခေါင်းတီးကတွင်ထဲဝင်သွားတော့ထူဆန်းတဲ့ဖြစ်ရဖြစ်လာတယ်။တွင်ထဲကရေတွေကခေါင်းတီးထဲမှာပါတဲ့အစိကြောင့်အယောင်တွေပြောင်းသွားပြီးတော့လူသားတွေစီရောက်သွားပါတယ်။လူတစ်ယောက်ကမသိပဲရေတစ်ခွက်အပြစ်ကွန်အောင်တောက်ပြီးတော့အလုတ်သွားပါတယ်။သွားနေတဲ့လမ်းမှာမျက်လုံးတွေဝါပြီးခေါင်းမူလာပင်မဲ့ဖိအားများလို့ဖြစ်တာလို့ပဲထင်နေပါတယ်။အင်ရောက်တဲ့အခါမှာတော့မှန်ကိုကြည့်တော့သွားရီမဲနေပြီးဖြတ်ပင်မဲလေးမပြောင်းတော့ပါဘူး။အပေါ်တက်ဖို့လို့တော့ရုတ်တရက်အမောဖောက်ပြီးခနာကူကောင်နေထူးဆန်းတဲ့အတန်တွေထွက်လာပြီးတော့ထူးဆန်းတဲ့အစိတ်ရည်တွေတက်ပြူနေပါပြီ လူကြီးကရေချိုးကန်ထဲကမိမစီပြေးပြီးကြိုက်လိုက်ခါရေချိုးကန်ထဲကိုဝင်သွားပါလေခဏနေတော့နှစ်ယောက်သားရေချိုးကန်ထဲမှာပဲတွေ့ထွက်လုံပြီးတေးသွားကြပါလေကောင်လေးကအိမ်ပြန်ရောက်တော့အမေဖြစ်သူကိုရက်ကြည့်နေတော့အမေဖြစ်သူကကြောက်စရာဇွန်မီပုံစံပြောင်းကားကောင်လေးကိုကြိုက်ဖို့လုပ်ပါလေကောင်လေးလည်းထွက်ပြေးပြင်မဲ့ချော်လဲသွားပါလေခဏနေတော့ကားတစီးကအမေဖြစ်သူကိုဝင်တိုက်လိုက်ပေမဲ့အမေဖြစ်သူကအမြန်တတိရလာတယ်ကောင်လေးကအမေဖြစ်သူစီသွားတော့ကားသမားကမင်းအမေကဇွန်ပြီးဖြစ်နေပြီမင်းအိမ်အမြန်ပြန်တော့ ဇွန်ဘီတွေအများကြီးလိုက်လာတော့ကာသမာလည်းထွက်သွားပြီးတော့ကောင်လီကမေဖြစ်သူကိုအိမ်ထဲဆွဲခေါ်လာကတော့ခတ်လိုက်တယ်။အိမ်အပြင်မှာလည်းဇွန်ဘီတွေအများကြီးရှိနေပြီးတော့ညမာလီရဲ့ငိုတန်းကဇွန်ဘီတွေကိုဆွဲဆောင်နေတော့ကောင်လီကအယုတ်ကြီးကြီးနဲ့ငိုတန်းမကြားရအောင်ဖိလိုက်တော့မှဇွန်ဘီတွေတောင်းကျမ်းနေတာရက်သွားတော့တယ်။တမျိုးလုံးဇွန်ဘီတွေနဲ့ပြည်နေတော့အတားစီချလိုက်ပြီးဇွန်ဘီတွေရှိတဲ့ပတ်ချံကတရားကိုဖျက်ဆီးလိုက်ပြီးမိတွေလည်းဖျက်လိုက်တော့တယ်။ကောင်လီကဇွန်ဘီတွေရှိတဲ့ပတ်ချံမှာကြံခဲ့ပြီးဖုန်ဖွင့်ကြည့်လိုက်တော့အားမရှိတော့ပါပဲ။ဘဝကရှိဆက်ရအောင်မှာမို့ထပြီးတော့ညမာလီကိုနှုတ်ဖြော်တိုက်လိုက်တယ်။ အမေဖြစ်သူအခန်းထဲသွားပြီးအာရှီအောင်လို့အရက်သွားပေတော့ညီမလေးကနောက်ကနေလိုက်လာခဲ့ပါတယ်အမေဖြစ်သူကညီမလေးစီသွားတော့ကောင်းလေးကအရွက်နဲ့အမေဖြစ်သူကိုများခေါ်ပြီးရေချိုးကန်းထဲကနေခေါ်ထုတ်သွားတယ်ခနားနေတော့စင်တစ်ခုပြုတ်ကြပြီးအမေဖြစ်သူပေါ်ပြီးသွားပြီးတည်သွားတော့ကောင်းလေးလည်းဝမ်းနေသွားပြီမဲ့ခနားနေတော့အမေဖြစ်သူအလောင်းကိုရေချိုးကန်းထဲပြန်ထဲကလှေကားနဲ့အပြင်ကဆူမီတွေကိုချောင်းကြည့်လိုက်တယ်ကောင်းလေးကညီမလေးကိုချီပြီးတော့အစင်သေးပြင်တာကတကားဖွင့်လိုက်ပြီးတော့စွန်ဘီတွေကိုကြောင်နဲ့မြားလိုက်တယ် ကောင်လေးအိမ်ပြင်ရောက်တော့လေဇွန်ဘီတွေကအနောက်ကပြေးလိုက်လာတာမို့စူပါမားကတ်ထဲပြေးဝင်ပြီးမယ်ဇွန်ဘီတွေအများကြီးလိုက်လာတာမို့ကြံရမရဖြစ်နေတော့လူတယောက်ကကောင်လေးကိုဆဲခေါ်လိုက်တယ်အမှန်တော့မနေ့ကအမေဖြစ်သူကိုကားနဲ့တိုက်လိုက်တဲ့လူကြီးဖြစ်နေပါတယ်ညီမလေးကိုချလိုက်ပြီးတော့လူကြီးနဲ့စကားပြောကြတယ်လူကြီးကမျိုးရဲကရေတွေမှာပြဿနာရှိနေတယ်လို့ပြောပြတော့ညီမလေးကတော့ရှောက်သွားနေပါတယ်ညီမလေးကိုရှာတွေ့တော့မှန်ရှိကိုဇွန်ဘီတကောင်ရောက်လာတော့လူကြီးကဒီဇွန်ဘီကသူ့သမီးလေးပါဆိုပြီးရှင်ပြကား လူကြီးကရုံတန်ဌာနကိုဖုန်းဆက်ပြီးသူတို့ကိုလာခဲ့ဖို့အကူအညီတောင်းတယ်။နောက်တနေ့ရောက်တော့သူတို့အုပ်စုကစူပါမားကတ်ထဲကနေထွက်လာပြီးစူမီကောင်မလေးကိုလည်းတရားထိန်သိမ်းပြီးတော့ခေါ်လာကြပါရယ်။တစ်ဖက်မှာတော့အမွာညီမနှစ်ယောက်ကကျွန်းပေါ်ရောက်လာပြီးတော့လူတက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒီအစိတ်ကိုခေါရက်ကွင်းတတိဖြန်နာကိုတီးသွားတော့အမွာညီမနှစ်ယောက်ကတတိနောက်အစိတ်မဖြတ်ခင်တက်လိုက်ပါတော့တယ်။ ကောင်လေးတို့အုပ်စုကစက်ရုံတစ်ခုတည်းဝင်တော့ဇိုမီကောင်မလေးကစိတ်ထားပေါက်ပြီးတော့ရေထဲခုန်ဆင်းပြီးတော့လူကြီးကအပေါ်အင်ကြီးချုပ်ကကောင်မလေးကိုဆင်ခဲ့ပါတယ်။လူကြီးလည်းကောင်မလေးကိုကယ်ပြီးတော့ဘေးနာကနေဇိုမီတကောင်ထလာတဲ့အတန်ကိုကြားလိုက်ရတယ်။ပြီးတော့ကောင်လေးပြီးတော့ကောင်လေးလည်းစက်ရုံပြင်ဘက်ကိုပြေးပြီးကားပေါ်တက်ပုံနေပါတယ်။လူကြီးလည်းတမိဖြစ်သူဇိုမီကိုထိရင်နဲ့လက်ဖြတ်မိသွားကလက်ပြက်ကြီးကိုပါတဲလာပါတယ်။အပြင်ရောက်တော့ဇိုမီတွေဝိုင်းနေပေမဲ့ကောင်မလေးကလည်းဇိုမီဖြစ်တာကြောင့်အကိုက်မခံရပါဘူး။ လက်ပြက်ကြီးမှရှိတဲ့ဒဏ်ရာတွေကိုကြည့်ပြီးကောင်လေးကအစိတ်ကရည်တွေကမဟုတ်ပဲခေါရိုက်ကွင်းကဖြစ်နိုင်တယ်လို့တွေးလိုက်ခါခေါရိုက်မျက်ခင်ကိုအစိတ်ပြအောင်လုပ်ဖို့စဉ်းစားကြတယ်။နှစ်ယောက်သားခေါရိုက်ကွင်းစီလာတော့တမီးဖြစ်သူနဲ့ညီမလေးကိုလုံခြုံတဲ့နေရာစီမှာတသက်စီထားခဲ့ကြတယ်။ခဏနေတော့ကောင်လေးညီမလေးကအကျဲကြီးအော်တော့ကောင်လေးလည်းညီမလေးကိုချော်ဖို့ပြန်သွားရတော့တယ်။လူကြီးကတော့တစ်ဖက်မှာရှာဖွေဖို့လုပ်နေရင်ခန္ဓာကိုယ်ကထူဆန်တယ်လို့ခံစားလာရတယ်။ခုနတော့ငါရေကန်ထဲမှာလူကြီးကအမှတ်တမဲ့ရေတောင်းမိလိုက်တာပါ။လူကြီးလဲလဲကြသွားပြီမေဆူမီအဖြစ်လုံးဝမပြောင်းသေးပေအသိရှိသေးတာမို့ဆက်ရှာဖွေကြတယ် တဖက်မှာကောင်လေးကညီမလေးကိုလာရှာတော့မတွေ့တော့ပါဘူးညီမလေးကိုလူသက်သမားအမွာကြီးမာတွေတွေ့သွားပြီးတော့ခေါ်သွားကြပါတယ်အမွာကြီးမာလည်းအတန်ကြားတော့ထွက်သွားကြတယ်အကိုဖြစ်သူကညီမလေးကိုရှာတွေ့တော့ချီခေါ်လိုက်ပေမဲ့ညီမလေးမှာဇွန်ဘီအစိပ်ပြတ်နေပြီဆိုတော့မသိသေးပါဘူးကောင်လေးကနှလမ်းမဲလျှောက်ရသေးတော့အမွာကြီးမာရောက်လာပြီးတော့ကောင်လေးကိုအစိပ်ကြည့်ဖို့လုပ်တော့ညီမလေးကအမွာကြီးမာလက်ကိုပါကိုက်လိုက်ပါတယ်အနောက်ကနေလူကြီးလည်းရောက်လာပြီးနောက်အမွာကြီးမာနေရာကိုကိုက်လိုက်ပါတယ် ကောင်လေးလည်းအနောက်ဆုံလိုက်တော့ဘူးတစ်ခုနေမိသွားပြီးအငွေးတွေထွာလာကရှူမိလိုက်တော့ညီမလေးကိုယ်တွေကအစိတ်တွေပြေးသွားပါတော့တယ်။အမှန်တော့ကောင်လေးနင်းလိုက်မိတာကအစိတ်ပြေစီဖြစ်နေတာပါ။ရှူမိလိုက်တဲ့လူကြီးလည်းအစိတ်ပြေသွားပြီးမှအမွာညီမနှစ်ယောက်ကတော့ကံမကောင်းရှာပဲတယောက်နဲ့တယောက်တမ်းမိတလို့ဖြစ်ပြီးတည်သွားပါတော့တယ်။ကောင်လေးအပြင်ရောက်တော့စစ်သားတွေကဇွန်ဘီတွေနှိမ်နှင်းမှုရောက်လာပြီးလူရှိမရှိဂယူးမဆိုင်တာမို့ကောင်လေးလည်းထွက်ပြေးလာတော့တယ်။စစ်သားတွေကလည်းဇွန်ဘီတွေနှိမ်နေနေပြီးကောင်လေးကတော့ဘာလို့ရမှန်းမသိစိတ်တက်ကြနေတော့အဝေးကနေလေတစည်းကိုတွေ့တော့မျောလင်းချက်လေးရှိလာပြီးအကူကြီးလန်းတောက်မာတော့တယ် ကောင်းလေးလည်းလှေပေါ်ရောက်သွားပြီးတော့လွင့်ထွက်သွားပါတော့တယ်။လူကြီးနဲ့ဇွန်ဘီသမီးလေးကတော့ကံမကောင်းပဲစစ်သားတွေမိရှုံနေနေတာခံလိုက်ရပါတော့တယ်။ဇလန်လေးကတော့ဒါပါပဲဗျာ။ကောင်းလေးကလှေပေါ်ရောက်တော့အမှန်မတင်လူကြီးစီကတည်လာတဲ့လက်ကိုရေကန်ထဲပြစ်ချလိုက်တယ်။လက်ကရေရောက်ထဲကိုရောက်သွားပြီးတော့ကတ်ဆိုးကြီးထက်ဖြစ်ပါတော့တယ်။ရေကန်ထဲကတက်ရှိတွေရဲ့ကုန်းပိုကူပြီးတော့ငါးရိတ်ကအစာဇွန်ဘီဖြစ်ကုန်ပါတော့တယ်။ဇလန်လေးကတော့တဘာဝတရားကြီးကိုကာဝယ်ရမယ်လို့သင်ခန်းစာပေးပြီးတော့ကဘာမကြီးနဲ့ကိုကုတ်ကိုချစ်ဖို့အတွက်တင် जा ပေးသွားပါရခင်ဗျာ။